ဒီရကျန်လေးတွေဒါကတော့သခွဲကြလေးတွေဒီမှာဒါသခွဲကြလေးတွေမှဒါသခွဲကြဒါကတော့ဒါကတော့ဂျင်ကုန်းလေးပေါ့ဥမာတခုဒါဂျင်ကုန်းလေးပေါ့ဒါကတော့ခန်းတယ်အကြာကြီးခန်းတယ်ဒါဒီဂျင်ကုန်းဆိုရင်ဒီမှာတောက်တင်းမှုလေးရှိတယ်မှာအကြီးကြီးဒီမှာဒီကောင်လေးတွေကဒါကယူရတာကျွန်တော်တို့ယူရတာက9000ယူရတယ်ကျွန်တော်9500ပြန်ရောင်းတယ်ဒါလေးတွေလိုင်းတရာမြို့နယ်ကအသက်40ရွယ်ကိုကျော်ကြီးပါ ူမှာမိသားစု9ယောက်ရှိပြီးမြမလက်မှုပစ္စည်းတွေကိုတွန်းလှန်နေရငုံမျိုးအနဲ့လှဲ့လေရောင်းချပြီးမိသားစုဘဝရပ်တည်နေတာပါသူ့ရဲ့တွန်းလဲဘော်ကလက်မှုပစ္စည်းတွေဟာငွေကျပ်1500ကနေ2000ဝန်းကျင်ထိအတိအသင့်ရှိပါတယ်အလားတူအသက်35နှစ်ရွယ်ကိုအောင်စောထက်ကလည်းကိုကျော်ကြီးနဲ့အတူလိုင်းတရာမြို့နယ်ကဈေးရောက်ထွက်လာသူပါ သူမှာမိသားစု၄ယောက်ရှိပြီး ဒီအလုံးနဲ့ရက်တည်နေတာနှစ်နှစ်ဝင်းကျင်ရှိပါပြီ။သူတို့အုပ်စုမှာလူ၁၀ယောက်ဝင်းကျင်တည်ရှိပြီးလှိုင်းတရံမြို့နယ်ကနေတာဂေတာမြို့နယ်ကိုရောက်ဖို့နိုင်နဲ့ချီပြီးတော့လက်တွန်းလှဲကိုတွန်းလာရတာလို့ကိုအောင်စောထက်ကပြောပါတယ်။အဲ့ဒီတိုင်းကြီးကကျွန်တော်တို့လဲထုတ်ပြီးရယ်။အဲ့ပစ္စည်းထုတ်ပြီးရယ်ပေါ့နော်။ကိုပြောရမယ်ဆိုကိုရဲ့ကော်မရှင်သားပုံ။ကိုဘောက်ကိုရောက်။ရောက်ပြီးတော့သူတို့ပြန်မှတက်ဆက်ပြန်အပ်တာ။ရောင်းလာတော့ကိုကြီးများတော့အနှံ့ပဲပေါ့။ ခုကျွန်တော်တို့ဒီတာဂီရာမှာရောက်မယ်ဆိုရင်အဲတာဂီရာကိုဆင်းလာကြတာပေါ့နော်ပြောမယ်ဆိုနားလိုက်တွန်းလိုက်နားလိုက်တွန်းလိုက်ဆိုတော့ဒီ9နာရီတော့ရောက်တာပေါ့သုံးခွမြို့နယ်ကအသက်35နှစ်ရဲ့မတ်စပယ်ကဝါချိန်နဲ့ရက်လုတဲ့မြမမှုပစ္စည်းတွေဟာရေရှည်ခံပြီးကျမကြီးနဲ့လည်းညီညွတ်လို့ဝယ်ယူဖြစ်တယ်လို့ပြောပါတယ်။ကော်ရီးယားတော့အပူမခံခဏလေးနဲ့ပျော်တာလို့ပျက်စီးတာလို့ပြီးတော့ cost တိတ်များတယ်။အပူနဲ့ထိတွေ့လိုက်ရင်ရောဂါအများကြီးဖြစ်တယ်။ ဒီကောင်လေးတွေကကြတော့ဘာတစ်ခုကောင်းလဲဆိုလို့ရှိရင်အပူတောင်နဲ့ကာကွယ်တယ်။ခေါင်းတွေပါတယ်နာကျင်တာလို့ကြိုက်ခဲတာလို့ဒီချိန်ပစ္စည်းကကောင်းတယ်။တကုံမျိုးနယ်မှာနေတဲ့ကိုလင်းအောင်ကလည်းတဘာဝအတိုင်းရက်လုတ်ထားတဲ့ပစ္စည်းတွေကိုသာပို့ပြီးတော့တံမိုးထားတယ်လို့ပြောပါတယ်။ဒါလေးကသဘာဝဆိုတော့သူကအေးတယ်လေကောင်းတယ်။ကျမအေးတယ်လေညှို့တယ်။သဘာဝအတိုင်းလေးဖြစ်တာပေါ့။အဆင်ပြေတယ်လေ။အဲဈေးကတော့တိတ်တော့မကွာလာပါဘူး။ကိုအောင်စောထက်တို့တရက်ကိုကြက်9000ကနေတသိန်းဝန်းကျင်ထိရောင်းရတာကြောင့် အလောက်ကန်ရှားပါတဲ့ကာလမှာဒီအလောက်ကသူတို့ရဲ့မိသားစုစာဝတ်နေရေးကိုပြည်လဲစေတယ်လို့ပြောပါတယ်။မြမလက်မှုပစ္စည်းကိုကြိုက်နှစ်သက်ပေမဲ့ငွေကြေးခက်ခဲတွေကြောင့်အရင်လိုတော့မဝယ်နိုင်ကြတာတွေလည်းရှိတယ်လို့ကိုကျော်ကြီးကပြောပါတယ်။ပစံလက်ထက်မှပြက်နေတဲ့အခါကျတော့မဝယ်နိုင်ကြဘူး။ဟွာလက်ထက်မှရှိတဲ့အခါကျတော့ဝယ်ကြတာပေါ့။ဝယ်ပြီမဲ့လည်းဒါပေမဲ့လို့ဒါတွေကစားကုန်တောင်းကုန်ပစ္စည်းတွေမှမဟုတ်လား။နည်းနည်းပပတော့လည်းဝယ်ကြတာပေါ့အဲ့လိုပေါ့နော်။ ကိုအောင်စောထက်ကတော့မြမလက်မှုပစ္စည်းမျိုးစုံကိုတွန်းလဲနဲ့လိုက်ရောင်းရတဲ့အပေါ်နေရာစုံရောက်ဘူးလာကြောင်းပင်မန်းပင်မဲလို့ပြောပါတယ်လို့ဆိုပါတယ်ဒီလိုမျိုးလဲလေးနဲ့လိုက်ရောင်းနေတချို့ကိုမရောက်ဘူးတဲ့နေရာရောက်တော့ပျော်တယ်ကိုရပျော်တယ်ပျော်တယ်ဒါမဲ့ကိုကားနဲ့သွားလို့ရှိရင်ရောက်မှာမဟုတ်ဘူးသူ့နေရာဆိုရင်ဒါဖျားရီပါရီဆိုနေအဲ့လိုမျိုးဝင်တဲ့အိတ်စားတော့ငွေချင်းနေဆိုတော့အဲ့လိုပဲသွားနေဒါကြိုက်နေပင်မဲလို့ပင်မဲမသိရပါဘူး လိုင်တရံမြို့နယ်မှာအခုလိုမြမလက်မှုပစ္စည်းတွေကိုတွန်းလဲနဲ့ရောင်းချသူတရားဝင်းကျင်တီရှိတယ်လို့ဆိုပါတယ်။သူတို့တွေလိုင်တရံမြို့နယ်ကနေရန်ကုန်မြို့ကမြို့နယ်အသီးသီးကိုဒီလက်မှုပစ္စည်းတွေလှည့်လည်ရောင်းချဖို့ခီးတစ်ခေါက်ထွက်ရင်တပတ်ဝင်းကျင်တီကြာတတ်ပါတယ်။ခီးလန်တွင် ဖုံးကြီးကျောင်းတွေဖျားရီနဲ့တဲခိုကန်းတွေမှာတဲခိုကြပြီးသူတို့ရဲ့ပစ္စည်းတွေကိုလှည့်လည်ရောင်းချနေကြတာလဲဖြစ်ပါတယ်ရှင်။